ကြီးသူကိုယိုသေးရွှဲသူကိုလေးစားငယ်သူကိုတနာတဲ့အဲ့ဒီစကားကိုသေးသေးချာချာပြန်စဉ်းစားကြည့်လိုက်တော့အင်မတန်မှကောင်းတဲ့စကားတစ်ခုပဲအစိုးတစ်ခုပေါ့ဘာကြောင့်လို့ဆိုတော့ဥစဉ်တို့ရဲ့ပဝင်းကျင်မှာကြည့်လိုက်လို့ရှိရင်ဒီအရွယ်သုံးခုပဲတွေ့ရတယ်ကိုယ်ထက်ကြည်ရင်ကြည်မကြည်ရင်ကိုယ်နဲ့ရွယ်တူတယ်ကိုယ်နဲ့ရွယ်မတူရင်ကိုယ်နဲ့ငယ်တယ် အဲ့သုံးစားပဲတွေ့ရတယ်အဲ့ဒီသုံးစားကိုတဲ့သူကအသက်ရွယ်လိုက်ခွဲပြီးတော့ဘယ်လိုပြုမှုနေထိုင်ရမလဲသူတို့နဲ့ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ပြုမှုနေထိုင်ပုံလေးကိုပြောထားတာတူတူနဲ့လို့ရင်ထိထိမိမိပေါ့အဲ့လိုနေထိုင်မယ်ဆိုလို့ရှင်ရင်တဲ့အဲ့ဒီပဝင်းကြီးကပုဂ္ဂိုလ်တွေရဲ့မေတ္တာတရားကိုပတ်စံမကုံပဲနဲ့မပင်ပန်းပဲနဲ့ အဲ့လိုလေးနေထိုင်တက်လိုက်ရုံနဲ့ရရှိမှာသူတို့ရဲ့မေတ္တာတရားကိုကြီးသူကိုယူသေးတဲ့နော်ကိုယ့်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုတွေ့ရင်ကိုကနှိမ့်ချပြီးတော့သူတို့ကိုယူသေးသေးလေးလေးဆက်ဆာဆက်ဆံပါတဲ့ဒီနေရာမှာတချို့ကကိုကယူယူသေးသေးနဲ့နှိမ့်နှိမ့်ချချနေတာကိုမလိုတဲ့ပုဂ္ဂိုလ်တွေကတော့ဟားတယ်လို့ ဒီလိုပြောကောင်းပြောကြလိုက်မယ်ဒါပြောပါစေကိုယ်စိတ်ထဲကကိုယ့်ရဲ့စိတ်ရဲမှန်ကတကယ်ကိုမှယူသေးလေးစားတဲ့စိတ်နဲ့ကြီးတဲ့သူတွေပေါ်ကိုဆက်ဆံနေတယ်ဆိုရင်တခြားလူတွေရဲ့စကားကိုနားမရောက်ဘူးပေါ့နော်အဲ့တော့အဲ့ဒီကြီးတဲ့ပုံကိုယ်တွေကိုယူသေးတော့ဘာဖြစ်လဲကြီးတဲ့ပုံကိုယ်တွေကကိုယ့်ကိုချစ်တာပေါ့ကြီးတဲ့ပုံကိုယ်တွေအချစ်ခံရတော့သူတို့ရဲ့ဆုံးမပဲ့ပြမှုတွေကြည့်ရှုစောင်းချောင်းမှုတွေကိုရတယ်အင်မတန်မှအကျိုးတရားကြီးမားတယ် ။ဟောနောက်တစ်ခုရွယ်တူကိုလေးစားတဲ့။ကိုနဲ့အသက်ရွယ်တူတယ်တဲ့။ကိုကအသက်20ဆိုရင်ကိုရဲ့ဘေးနာလည်း20ဝန်းကျင်။ကိုက30ဝန်းကျင်ဆိုရင်ကိုဘေးကလည်း30ဝန်းကျင်ပေါ့။ဒီလိုပုံစံတွေကိုကိုကရွယ်တူတဲ့အတွက်ကြောင့်တွားပြီးတော့မလေးမစားမဆက်ဆံရဘူးတဲ့။မလေးမစားဆက်ဆံလို့ရှိရင်သူကလည်းကြိုက်မှာမဟုတ်ဘူး။ကိုကိုလာပြီးတော့မလေးမစားဆက်ဆံကြည့်လေ။ကိုကြိုက်မလားဆိုတော့ကြိုက်ဘူးပေါ့။အဲ့ဒါလိုပဲဦးစင်းတို့တွေဟိုပဝင်းကျင်မှာကိုနဲ့ရွယ်တူတွေတွေ့လာတဲ့အခါကြာ တလေးတစားဆက်ဆံရတယ်ဆက်ဆံတဲ့အတွက်ကြောင့်သူ့ကိုကိုက respect ထားတဲ့အတွက်ကြောင့်ကိုယ်ကိုလည်းပြန်ပြီးတော့ respect ပြန်ထားတယ်အဲ့ဒီအတွက်ကြောင့်ဘာဖြစ်လဲသူကကိုမိတ်ဆွေဖြစ်လာနိုင်တယ်ကိုအရေးရှိလို့ရှိရင်မနေဘူးတယောက်တယောက်လေးစားနေတာဖြစ်တဲ့အတွက်ကြောင့်လေနောက်ပြီးသူ့ကိုလေးစားဆက်ဆံတဲ့အတွက်ကြောင့်သူ့ရှိရာမေတ္တာတရားစေတနာတရားတွေအကူအညီစောင့်ရှောက်မှုတွေအလွယ်တကူရလာနိုင်တယ်ဘာပစံမှမကုန်ဘာမှလည်းပြန်မှန်းတာမဟုတ်ဘူးเนาะ ောက်တစ်ခုကငဲသူကိုတနာတဲ့ကိုယ်ကငဲတဲ့ပုဂ္ဂိုလ်ဆိုတာကအဆဆအယာယာကိုထက်သူတို့ကအသိပညာဘူတုဒ္ဒါပိုင်းလဲကိုထက်နေနေနိုင်နေအတွေ့အကြုံကိုထက်နေနိုင်နေအဲ့ဒီလိုကိုထက်ငဲတဲ့ပုဂ္ဂိုလ်တွေကိုတွေ့လို့ရှင်ရတော့တနာရမယ်တဲ့ကိုကအလုံးကောင်းတစ်ခုလုံးနေတယ်ငယ်တဲ့ပုဂ္ဂိုလ်တွေကဒီအလုပ်ပေါ်မသိဘူး ဒီလုပ်ကိုသူတို့မသိဘူးမသိလို့ရှိရင်ကိုကအလုံလမ်းကြောင်းပေါ်ဆွဲတင်ပေးတယ်ဟိုစီးပွားရေးပြင်စီးပွားရေးဆိုလို့ရှိရင်လည်းစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေပြောပြတယ်လုပ်ပုံကိုင်ပုံလေးတွေပညာရေးနဲ့ပညာသင်နေတဲ့အချိန်ဆိုလို့ရှိရင်လည်းပညာရေးနဲ့ပတ်သက်တဲ့အရာလေးတွေကိုကသူတို့ကိုတနာတဲ့စိတ်နဲ့တနာတဲ့စိတ်နဲ့ဆိုတော့ဟိုလိုတနာတဲ့စိတ်မဟုတ်ဘူးနော်ကောင်းသောတနာခြင်းပေါ့နောက်တစ်ခု ဟောအိမ်မှာမွေးစင်းတွေရှိတယ်ကိုထက်ငယ်တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်သူတို့ကိုကိုကတနာတဲ့စိတ်နဲ့မြစ်တာထားပြီးတော့ဆက်ဆံတယ်ဆိုလို့ရှိရင်အော်သူတို့ကလည်းတဖန်ပြန်ပြီးတော့ကိုကိုမြစ်တာပြီးထားတယ်ကိုကိုချစ်တယ်ခင်တယ်နော်အဲ့တော့ကြောင့်ခုနကပြောတဲ့ကြီးသူကိုရိုသေရွယ်သူကိုလေးစားငယ်သူကိုတနာဆိုတဲ့ဒီစကားကအင်မတန်မှကောင်းတဲ့စကားဒီတိုင်းလိုက်နေနိုင်မယ်ဆိုလို့ရှိရင် ဥစဉ်တို့လူလောကမှာအကျူးတရားဖြစ်ထွန်းစရာတွေအများကြီးရှိတယ်